င်ဝင်နောက်ပြီးဆိုတော့အများကြီးပြောတော့ဘူးကျွန်တော်စီမီစီကန်ရတယ်ကျွန်တော်ဖွင့်မှာပေါ့ဟုတ်တာပေါ့နော်ကျတို့ဒီငလင်ကြောက်ကျတို့ဒီဟိုတာမြန်မာနိုင်ငံမြန်မာနိုင်ငံမှာရှိရဒီတော်များကဒီဟိုတာပေါ့နော်ငလင်ပေးတန်ခံရတယ်သူတို့ဒုက္ခရောက်ကြတယ်ပေါ့နော်အဲ့ဒီအပေါ်မှာကျတို့ဒီကင်လူမျိုးကင်လူငယ်တယောက်အနေနဲ့ကျွန်တို့ကဒီဟိုတာပေါ့နော်ဒီအဲ့လိုမျိုးဒုက္ခခံရတဲ့သူတွေ လူတွေနဲ့အတူရက်တည်တယ်ကျွန်တော်တို့ကလည်းဒီကင်လူမျိုးတောင်းနေရဩတာပေါ့နော်အော်ဒါပါဝင်ကူညီခြင်းနဲ့အတွက်ကျွန်တော်တို့ဒီပွဲကိုလောက်အချင်းဖြစ်တယ်။ဘာလို့ကျွန်တော်တို့ကျွန်တော်တို့မှလည်းဒီကျွန်တော်တို့ကရင်လူမျိုးတွေမှလည်းဒီစစ်ဘေးဒဏ်တွေဒီဥဒါတွေခံရတယ်။ခံရတဲ့အချိန်မှလည်းဒီကျွန်တော်တို့တခြားလူမျိုးတွေလည်းကျွန်တော်တို့ကိုစာနာနာလေဩဒါကူညီတဲ့ခါတွေရှိတယ်။အဲ့ဒီခါကျတော့ဒီလူမျိုးဒီတခြားဟိုစကိုင်းမကွေးအမစကိုင်းတို့ဒီတခြားဒီရှမ်းပြည်တို့ဒီ အဲ့လိုဒေတာလေးမှာရှိတဲ့ဒီလူဒုတွေကလည်းဒီအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကင်လူတွေเนี่ยပြန်ပြီးတော့မှဒီမေတ္တာပြတဲ့အနေနဲ့နောက်ပြီးတော့ဒီအတူရတည်တယ်ဆိုတဲ့ဟာပြရှင်တော့ကျွန်တော်ဒီရဲ့ဘုံကိုပွဲဝင်ဒီစင်စင်ရတာဖြစ်တယ်ပေါ့နော်အော်ဒီချိန်မှာတော့အလူပြည်သူတွေအားလုံးမပြောရှင်းတဲ့ချိန်မှာဒီဟာကိုရန်ပုံငွေအတွက်ဆိုပြီးတော့ရွေချက်နဲ့လောက်ရတဲ့အတွက်ကျွန်မအနေနဲ့နိုင်ရကူရတဲ့အတွက်1 1 1မြောက်ဖြစ်မိပါတယ်ရှင် ဟောကျမတို့လည်းအခုနိုင်ရနေပြီးတော့နော်ဝင်ဝင်အကူညီတယ်ပေါ့နော်ပြည်သူလူထုတွေလည်းအဲ့လိုမျိုးနိုင်ရတွေကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်ဝင်ရအဖြစ်ပြီးတော့ကူညီပေးကြစေချင်ပါတယ်လို့ကျမအနေနဲ့ပြောချင်ပါတယ်ရှင်ဟုတ်ကျွန်တော်ဒီဘောလုံးကံပြောအရင်ပြော့ပါတယ်ဗျကျွန်တော်တို့ကတစ်ဖက်တစ်လမ်းနဲ့ပြကူညီပေးရဆိုတော့ဟိုဝမ်းလဲဝမ်းသာတယ်သူမြန်မာနိုင်ငံဒီလောက်ခက်ခဲရေးကြတယ်ဒီလိုကိုကတစ်ဖက်တစ်လမ်းနဲ့ဒီလိုအလူဟိုစဘောဆိုဒီလို ပါဝင်ပါဝင်ပြီးလူပေးနိုင်ပေးနိုင်ဟိုစားပေးနိုင်တဲ့အတွက်တော့ကျွန်တော်ဂုံယူအများကြီးဂုံယူမိတယ်ခင်စားချက်ကကြတော့ဟိုအရင်တော့အစတော့မသိဘူးပေါ့နော်ဒီပွဲလုံးမယ်ဆိုတော့မသိဘူးသို့ပေမဲ့လို့ ဟိုဟိုလွန်ခဲ့တဲ့တပတ်ကလည်းဒီတခြားလှုပ်ရှားမှုလေးမှာအဲ့လိုမျိုးဒီငလျင်တဲ့နဲ့ပတ်သက်တဲ့အော်ကုညီပေးတဲ့လှုပ်ရှားမှုပိုင်းမှာပါဝင်ခဲ့ရပါတော့ဆိုတော့မနေ့တနေ့ကမှဒီ CMU ရဲ့အကြောင်းသားတွေကသူတို့ပြောလာရပါတော့ဒီနေ့ဒီလိုမျိုး fundraising ရှာမယ်ပြီးရင်ဒီအော်ငလျင်ပေးတဲ့သူတွေတော့တားရောက်လူတန်းမဲ့အစီအစဉ်ရှိရဲဆိုတော့ကိုလည်းအော်တက်တက်ကြွကြွနဲ့ပဲမနေ့အစောကြီးတည်းကနေတွားပြီးတော့မှပြင်ဆင်စရာရှိရတယ်ပြင်ဆင်နေပြီးတော့အခုလည်းဒီမှာပေါ့နော်ဟိုလာပြီးတော့ဟို ရောင်းမဲ့ဟာလေးတွေပေါ့နော်အစားအစာဖြစ်စေအဝတ်ထည်လေးဖြစ်စေဒါပြီးတော့အခုဒီလိုမျိုးရောင်းချကိုရရတဲ့ကြောင့်မလို့အခုလောလောဆယ်အရန်ပျော်ရှင်နေပေါ့နော်ဘာလို့ဆိုတော့ကိုဘက်ကလည်းအာဒီငလျင်ပေးတဲ့နေသူတွေပေါ့နော်100%မကူညီနိုင်ဘူးကွာဆိုတော့အမ်ကိုတက်နေတဲ့ဘက်ကနေပြီးတော့မှပေါ့နော်ပါဝင်ခွင့်ရတဲ့အတွက်အရန်ကိုကြည်နူမိတယ်ပေါ့နော်ဟုတ်အဲ့လိုပီတိဖြစ်မိတယ်ပေါ့ဟုတ်ကဲ့ဒီအတီတွင်းမှာတကယ်ပဲဟိုငလျင်ပေးကြောင်ပေါ့နော်ဒုက္ခဖြစ်နေတဲ့ကျွန်တော်တို့ရဲ့လူမှုရေရှိကိုကျွန်တော်တို့လိုအပ်တဲ့ကျွန်တော်ပတ်စံရင်တည်တံ့ကူမာတော့မဟုတ်ဘဲနဲ့ ခုမှဝယ်ရချမ်းအခန့်နေတဲ့မျိုးသမီးလားစင်သုံးလုံးဟာမျိုးတွေရေတန့်နေဆေးဝါးတွေပြီးတော့အစာချောက်တွေပေါ့နော်အစာချောက်တွေစသဖြင့်ကော်ဖီပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးအလွယ်တကူစားလို့ရတဲ့အစားအသောက်တွေနဲ့နောက်တစ်ခုချင်းချင်းအောင်တို့ပေါ့နော်အစုံပေါ့ဗျာချင်းအောင်တို့ဒီမိုးကာတို့အဲ့လိုမျိုးတွေပို့ပြီးတော့လှူပြမှာပါလို့ဟုတ်ဟုတ်အရင်ကျွန်တော်ဟိုဒီဒီဘက်ဆောက်ရောက်ခါကြတော့မှလည်းကျွန်တော်တို့ဒီမိုခာမိုခာငလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုဒီလိုပဲလူငယ်တွေစုပြီးတော့ကျွန်တော်လုပ်ကြတဲ့ဘောလုံးပွဲလေးရှိတယ်ပေါ့နော် ဟိုမူခါဆိုလို့ရှိရင်လည်းဟိုကျွန်တော်တို့ဗမာပြည်အလဲပိုင်းမှာဆိုတော်တော်လေးဟိုမှာပျက်စီးဆုံးရှုံးအသေးပြောက်များခဲ့တဲ့ကာလဖြစ်တယ်ပေါ့နော်အခုလည်းဆက်ပြီးတော့ငလင်ဘေးနဲ့ဆိုတော့ကျွန်တော်တို့ကျွန်တော်နိုင်တာဒါပဲရှိတယ်ဗျာကျွန်တော်လုံနိုင်တာမှန်မှန်များလုံမယ်ခုနိုင်ခုနိုင်တာမှန်မှန်များခုမယ်ဟုတ်ကဲ့ဒီလောက်ပါပြီဗျာ